နိုင်ငံရေးမှာစစ်တပ်ကထာဝရချုပ်ကင်မှုနဲ့စစ်တပ်ထောက်ခံတဲ့ပါတီကပဲအစိုးရဖြစ်ဖို့စိတ်ကြိုက်ရေးဆွဲပြင်ဆင်ပြီးမှလုပ်မဲ့ရွေးကောက်ပွဲကနေပေါ်ထွက်လာမဲ့လွှတ်တော်ဟာလူလူရဲ့အတန်ကိုဖော်ထုတ်နိုင်မှာမဟုတ်သလိုလက်ရှိကြုံနေရတဲ့စီးရေးနိုင်ငံရေးအကျအသေးတွေကိုလည်းဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့နိုင်ငံရေးအတိုင်းဝန်ကပြောပါတယ်လွှတ်တော်ကနေပြည်သူတွေရဲ့အတန်ကိုနားထောင်ပြီးကြုံတွေ့နေရတဲ့စီးရေးနိုင်ငံရေးကိုဖြေရှင်းနိုင်ဖို့ဆိုတာကလွှတ်တော်ပြင်မှနိုင်ငံရေးအားကောင်းဖို့လိုပေမဲ့ ်အနာသိစစ်တကဓာတွေကိုထိမ့်ချုပ်ထားတာကြောင့်ရွေးကောက်ပွဲကပပုတ်လာမဲ့လှစ်တော်ကနေအဖြေရှာနိုင်မယ်လို့ပြောဆိုမှုတွေဟာလူလူကိုအယုံသွင်းခြင်းသာဖြစ်တယ်လို့ဆိုပါတယ်စစ်တကအခုလုံးမဲ့ရွေးကောက်ပွဲဟာစစ်အာဏာသိမ်းမှုတရားဝင်ဖြစ်မှုနဲ့နိုင်ငံရေးအရာထွက်လန်းရှာတဲ့ရွေးကောက်ပွဲတစ်ခုထပ်မပေါ်တာကြောင့်စစ်အာဏာသိမ်းမှုအလုံးမှာပပုတ်လာတဲ့လှစ်တော်ဟာစစ်တကယုံကြည်ရတဲ့ပါတီကပဲဥဆောင်နိုင်မှာဖြစ်ပေမဲ့ အရာအလုံးကိုစစ်တပ်ကပဲထိန်းချုပ်ထားမှာဖြစ်တယ်လို့လည်းပြောပါတယ်။ဒီကောက်ပွဲမှာစစ်တပ်ကသူနိုင်စီရင်တဲ့ပါတီပေါ့နော်နောက်ဆုံးချက်ခံရေးဦးဆောင်သူအပြေးဝမယုံကြည်ရမျိုးရှိတယ်ပေါ့နော်သူကိုထောက်ခံပြီးဝင်ပြိုင်နေပါတီတွေကမှသူ့ရဲ့ချိန်ချောင်းမှုဖြစ်လာတယ်ဆိုလို့ရှိရင် NDF လိုမျိုး PP ပါတီရဲ့ဥက္ကဋ္ဌလိုမျိုးအခြေအနေမျိုးကြီးကြုံရနိုင်တယ်ပေါ့နော် ဒီလေကဝင်ထွက်လာတဲ့အစိုးရဖွဲ့တဲ့ပါတီတွေစစ်တပ်ကိုလုံးဝဩဇာခံတဲ့ပါတီမျိုးပဲဖြစ်နေမှာပေါ့နော်သူရဲ့ထွက်ပေါက်ကကြောင့်သူအာဏာကိုဆက်ယူပြီးတော့မှအတိုင်းအတာတစ်ခုထိသူအာဏာကိုထိန်းချုပ်ပြီးတော့မှသူရဲ့ထွက်ပေါက်ကိုဖန်တီးဖို့တဲ့ပေါ့နော်ဟို stepping stone တဘောမျိုးပဲသူကစဉ်းစားတာပေါ့နော်ဆိုတော့အဲ့တော့ဒီမှာတော့သူအဲ့လိုထိသူကိုယ်တိုင်ကအုပ်ချုပ်မဲ့သူကိုယ်တိုင်ကဒီအရေးကြီးတဲ့အခန်းကဏ္ဍနဲ့အဓိကအခန်းကဏ္ဍနဲ့ဒီထိန်းချုပ်နေလို့မဲ့ဒီလွတ်တော်မှာတော့သူအဲ့ဒါလေးကိုတော့ခွင့်ပြုမှာမဟုတ်ဘူးသူသူရဲ့တကယ်လူယုံနေနဲ့ပဲ ဆက်သွားမယ်တဘောတော့ရှိတယ်။သူတို့ရဲ့မျောလင်းခြင်းနဲ့သူတို့ရဲ့ပုံဖော်ခြင်းနဲ့ဟာတာကျွန်တော်တို့အရင်လိုမှန်းနေကြရင်2030အခင်းရင်လိုဥတိန်စိပုံစံမျိုးအဲ့ဒါတွေထက်အများကြီးကွာလိမ့်မယ်ပေါ့နော်။အဲ့ဒါတွေအများကြီးဆိုးတဲ့ပုံစံမျိုးပဲတွေ့ရတယ်။ရွက်ောက်ပွဲဝင်ပြိုင်ကြမယ့်နိုင်ငံရေးပါတီတွေကတော့ရွက်ောက်ပွဲကျင်းပနိုင်ရင်ဆီယနာသိမ့်မှုကာလကိုရပ်တန့်လိုက်နိုင်ပြီလို့ယူဆထားကြတယ်လို့လွတ်တော်ကနေအခုကြုံနေရတဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်မယ်လို့ပြောဆိုကြပါတယ်။ရခိုင်တိုင်းရင်းသားများပါတီကိုဥဆောင်သူဥပရှင်ကတော့ အခုပေါ်ပေါက်လာမဲ့လွှတ်တော်မှာအပြန်အလှန်ထင်းကျောင်းမှုတွေရှိလာမှာဖြစ်ပြီးလက်ရှိကြုံနေရတဲ့အကျက်သက်အလုံးကိုရွေးကောက်ခံကိုယ်စားလှယ်တွေကဖြည့်ရှင်းရလိမ့်မယ်လို့ပြောပါတယ်။ဒါပေမဲ့အခုအနာသိန်းစကောက်စီကဖော်ဆောင်ထားတဲ့ရွေးကောက်ပွဲအခင်းချင်းဟာအချိုးကျကိုစားပြုစနစ်ဖြစ်ပေမဲ့စစ်တပ်ကထိန်းချုပ်ပြီးတပါတီတဲကပဲဥဆောင်နိုင်မဲ့အခင်းချင်းမျိုးဖြစ်တာကြောင့်အပြန်အလှန်ထိန်းကျောင်းနိုင်မှုမှာအားနည်းချက်တွေရှိတယ်လို့နိုင်ငံရေးလှလတုံးသက်သူဦးရှိန်ထွန်းကထောက်ပြပါတယ်။ ရွေးကောက်ပွဲအလွန်ပေါ်ပေါက်လာမဲ့လွှတ်တော်ကနေလက်ရှိမြန်မာနိုင်ငံမှာကြုံနေရတဲ့စီးရေးနိုင်ငံကြီးအကျဲ့တဲ့အားလုံးကိုဖြည့်ရှင်းဖို့ဆိုတာထက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ရင်းနှီးရေးဆွေးနွေးရေးလမ်းကြောင်းကိုဦးစားပေးဆောင်ရွက်မဲ့သဘောမျိုးကိုလည်းတွေ့ရတယ်လို့ဆိုပါတယ်။နိုင်ငံကြီးကစာဝတ်နေရေးနဲ့စာစာဝတ်နေရေးနဲ့ဆုံးသတ်တာကိုဆိုတော့ဒီအတွက်ကိုဒီလူမှုစီးပွားရေးအတွက်ဘယ်လောက် liberalize လုပ်မလဲနိုင်ငံကြီးအတွက်ဘယ်လောက် liberalize လုပ်မလဲအုပ်ချုပ်ရေးရန်ရဲ့အတွက်ဘယ်လောက် liberalize လုပ်မလဲ finance တော့ဘယ်လောက် liberalize လုံမလဲဆိုတဲ့အပေါ်မှာခြေကယ်ပြီးတော့မှနိုင်ငံတကာညှက်နှက်စာအတွက်လည်းသူကတစ်ဖက်က liberalization လုပ်ပါမှာတစ်ဖက်ကလည်းအတိမတ်ပြုလာတဲ့အနေအထားမျိုးသူကဒီအချင်းချင်းမျိုးပုံဖော်ကစားမှာဖြစ်တဲ့အတွက်ဒီ liberalization ကာလကတော့လည်းအရေးကြီးပါလေဆိုတော့အဓိကလာမှာကတော့ policy ပုံခြေခံဥပဒေပြင်ဆင်ရေးနဲ့ငြိမ်းချမ်းရေးကတော့ဒါကမြန်မာပြည်မှာကဟိုးအရင်ကတည်းကဆက်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 နေတဲ့ issue ဖြစ်နေတာပေါ့ ပေါ်စီပုံခြေထောက်ဥပဒေပြင်ဆင်ရေးနောက်ငင်းချင်းကြီးတစ်ခါကိုငင်းချင်းကြီးပဲလို့ပေါ်စီပုံခြေထောက်ဥပဒေပြင်ဆင်ရေးမဆွေးနွေးလို့လည်းမရဒီနှစ်ခုကရှားနဲ့မေကလင်းနဲ့တွားလို့တွဲတယ်တွားနေတယ်ဆိုတော့ဒီထားဒီ issue ကတော့အဓိကထားပြီးလာပါလိမ့်မယ်ပို့တော့လည်းအုပ်ချုပ်ရေးရန်တွေလည်းပတ်တဲ့နေရာမှာဘလောက် liberalization ချပေးမလဲဆိုတဲ့အပေါ်မှာကျွန်တော်တို့စောင့်ကြည့်ရပါလိမ့်မယ်အမျိုးသားညီညွတ်ရေးအစိုးရအပါဝင်တော်လိုင်းအင်အားစုတွေဘက်ကတော့စစ်ကောင်စီဘက်ကလုံးမဲ့ရွေးကောက်ပွဲဟာအတူအယောင်ရွေးကောက်ပွဲဖြစ်ပြီး အဲ့ဒီရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့ပြောဆိုထားပြီးနိုင်ငံတကာအနေနဲ့လည်းမထောက်ခံဖို့နဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကနေပေါ်ပေါက်လာမဲ့အစိုးရကိုလည်းအတိမတ်မပြုကြဖို့တောင်းဆိုထားပါတယ်။ ကရင်ီမျိုးသားတွတ်တရေပါတီ KMPP ထွေထွေတွင်ရမှုဦးအောင်စံမြင့်ကဖက်ဒရယ်ပြည်ထောင်စုကိုတိဆောက်နိုင်မှပဲအခုရှိနေတဲ့ပြည်တွင်းစစ်တွေနဲ့နိုင်ငံရေးအကျပ်သေးတွေကိုအပြေရှာနိုင်မှာဖြစ်ပြီးစစ်ကောင်စီကကျင်းပတဲ့ရွေးကောက်ပွဲကနေအပြေထွက်လာမှာမဟုတ်တဲ့အကြောင်းကိုနိုင်ငံတကာဘက်ကရှင်းပြပြောဆိုနေတယ်လို့ပြောပါတယ်ကျွန်တော်တို့လူချင်းနဲ့စနစ်ကိုနိုင်ငံရေးစနစ်ကိုကျွန်တော်မကြောက်မလဲချင်းတော့ကျွန်တော်တို့ဒါစုစားဒေါ်လာရေးတော့ရှိနေမှာလေကျွန်တော်အဲ့လိုပဲနားလဲပါတယ် ကျွန်တော်လိုချင်တာရင်ချင်းချင်းမဟုတ်ဘူးကတိုင်းပြည်မှာဒီအုပ်ချုပ်မှုအပြောင်းလဲဖြစ်သွားမယ်ဟောလိုချင်တာမဟုတ်ဘူးဒီပါတီပြီးတော့နောက်ပါတီအုပ်ဆိုးရမှာမဟုတ်ပဲねကျွန်တော်တို့ system change တစ်ခုလုံးပေါ့နိုင်ငံအပြောင်းလဲတစ်ခုလုံးကိုဆိုတော့တွားချင်ရင်ချင်တာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးပါအနာဒိတ်စကောင်စီရဲ့ယူကောက်ပွဲကိုဝေရောက်ရှင်ပြိုင်ကြမယ်နိုင်ငံရေးပါတီ58ပါတီရှိပြီးတနင်္ဂနွေဝင်ပြိုင်မဲ့ပါတီ6ပါတီ ਨੇ တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်ဝင်ပြိုင်မဲ့ပါတီ50ပါတီအပြည့် ်တတိပုဂ္ဂလကိုယ်စားလှယ်လောင်း93ရောက်ရှိပါတယ်တနင်္ဂနွေဝင်ပြိုင်ပွဲပါတီတွေထဲမှာပြည်အောင်စုတန်းခိုင်ရေးနဲ့ခွန်မျိုးရေးပါတီကကိုယ်စားလှယ်လောင်း1042ရောက်တိုင်းသာစစ်တုံးညီညွတ်ရေးပါတီကကိုယ်စားလှယ်လောင်း691ရောက်ပြည်သူ့ရှေ့ဆောင်ပါတီကကိုယ်စားလှယ်လောင်း668ရောက်မြန်မာနိုင်ငံတောင်ဦးလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်လောင်း422ရောက်ရှမ်းနယ်တိုင်းဒေသများဒီမိုကရက်တစ်ပါတီကကိုယ်စားလှယ်လောင်း986ရောက်နဲ့ ဦးကုကူကြီးဦးဆောင်တဲ့ပြည်သူ့ပါတီကကိုယ်စားလှယ်လောက်900ဝယ်ရောက်ရှိနိုင်ကြမှာဖြစ်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ